ီဝါကြလေးကိုအင်္ဂလိပ်လိုဘာသာပြန်ကြအောင်နော်ဒီနှစ်ကောင်မှာကားသစ်တစည်းဝယ်နိုင်အောင်လို့ငါပိုက်ဆံစဆုတော့မယ်အဲဒီဝါကြအပိုင်းနှစ်ပိုင်းပါအဲ့တော့ဒီနှစ်ကောင်မှာကားသစ်တစည်းဝယ်နိုင်အောင်လို့အဲဒါတစ်ပိုင်းငါပိုက်ဆံစဆုတော့မယ်啊တစ်ပိုင်းနှစ်ပိုင်းရှိနော်အာပိုက်ဆံစားဆိုတော့မရတပိုင်းနှစ်ပိုင်းအဲဒီလိုမျိုးဝတ်ကြဖို့ complex sentence လို့ခေါ်ရနော် C O M P L E X complex S E N T E N C E sentence complex sentence complex sentence ma na bang ba but da bang ba independent clause independent clause ba me now to ba le so eh? dependent clause dependent clause independent clause ဆိုတာကကြာတော့အဓိပ္ပာယ်ပြည့်ပြည့်စုံတယ်ပေါ့နော်အမိခိုကင်းမဲ့တဲ့ clause ပေါ့နော်အဲဒီဘွက်ကြမှာဘယ်ရနေရင်စရရင်မလဲဆိုရင်ငါပိုက်ဆံစဆူတော့မယ်ဒီ independent clause ကနေစရေးကြအောင်နော်ဟုတ်ပြီငါပိုက်ဆံစဆူတော့မယ်အဲဆိုရင်ငါ Tommy ဆို going to ပေါ့နော် be going to be going to ဆိုတခုလောက်တော့မယ် be going to ဟလာ base base verb ပေါ့နော် verb zero probably i am going to dome i'm going to sa su ma sa lout de taku ku sa lout de so start verb ing bo no aso i'm going to start ma sa pi ma ma lout ma su ma saving saving money i'm going to start saving money nga pasan sa su do me ဝင်နိုင်အောင်လို့အဲ့လိုမျိုးပေါ့နော်အောင်လို့ဆိုရင်ကွန်ဂျန်ရှင်ဘာတော့မလဲဆိုရင်ဆိုအဆိုဆိုနဲ့တော့မယ်နော်ဝင်နိုင်အောင်လို့ so i can ဒီမှာ so that so that ပြောရနော်စီရန်လို့ငါဆိုရင် so that so 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 that လို့ရေးလိုက်ရ so လို့ရေးလိုက်ရနော် so i can buy ကားတဲ့တစီဆိုတော့ a new car ပေါ့နော် a new car a new car so i can buy a new car by the end of by the end of this year this year I'll ဟလာဒီနှစ်ကုန်မှာဒီနှစ်ကုန်မှာကားတစ်စီးကိုရအောင်လို့ so i can buy a new car by the end of this year ဒီနှစ်ကုန်မှာကားတစ်စီးကွင်းနိုင်အောင်လို့ငါပတ်စင်စဆိုတော့မယ် I'm going to start saving money ဟာဘီအကြောင်းမှတ်ထားမှာ start buffing g တခုခုစလုပ်တယ်ဆိုရင် start buffing g တခုခုလုပ်တော့မယ်ဆိုရင် going to prep 0 prep 0 the base base verb ကိုပြောနော်တော့မယ်လို့အဓိပ္ပာယ်တော့မယ်တော့မယ်စဆုတယ်ဆိုရင် start saving ဆိုရင်စဆုတယ် တော့ start draft ing ဒါလေးတွေတော့မှတ်ထားရမယ်เนาะဟုတ်ပြီအဲ့ကြတော့ဒီလိုမျိုးကိုကြောက်ရီတော့မယ်ဆိုရင်ကိုကဘယ်ဟာက dependent clause လဲဘယ်ဟာက independent clause လဲခွဲတာဖို့လို့ခွဲရတယ်လွယ်အတိတ်ပဲတို့လို့ talent ဖြစ်နေရဆိုရင်ဒါ dependent clause အတိတ်ပဲကပြည့်ပြည့်စုံနေပေါ့เนาะဝကြဟလာဝကြအနေနဲ့ရက်တီလို့ရတယ်ပေါ့အမိခိုကင်းမဲ့တဲ့ဝကြဆိုရင်เนาะ independent clause လို့ခေါ်တယ်အနားလည်းမို့ထင်ပါရဲ့เนาะဒီဝကြနဲ့ကြောင်းဘာသာဆက်ပြန်ကြအောင်เนาะနိုင်ငံခြားမပြောင်းခင် သူကအင်္ဂလိပ်စာသင်တန်းတက်ဖို့စီစဉ်နေတယ်ဝကြနှစ်ပိုင်းနိုင်ငံခြားမှာပြောင်းခင်ကတစ်ပိုင်းသူအင်္ဂလိပ်စာသင်တန်းတက်ဖို့စီစဉ်နေတယ်တစ်ပိုင်းဒါနှစ်ပိုင်းပေါ့နော်အဲဒီလိုဝကြကိုဒါ complex sentence လို့ခေါ်တယ် complex sentence မှာကဒီ independent clause တို့ dependent clause တို့ပါတယ်ဘယ်ဟာ independent clause လဲဘယ်ဟာ dependent clause လဲခွဲရတာလွဲပါတယ်ဒီနိုင်ငံခြားမှာပြောင်းခင်ဆိုတာဒါဒီဒီဟာကဒီစကယ်စုကကြာတော့ အတိဘယ်ကတွုတ်လို့တန်းလိုင်းဖြစ်နေတယ်တွုတ်လို့တန်းလိုင်းဖြစ်နေတယ်ဆိုရင်သူကဘာလဲဆိုရင် dependent clause အမိခိုအဲမိခိုရတဲ့ clause ပေါ့အဲ့လိုမျိုးပေါ့နော် dependent clause အဲသူကအင်္ဂလိပ်စာသင်တဲ့တက်ဖို့စီစဉ်နေတယ်သူကကျတော့ဝါကြပြပြဆောင်သွားပြီအဲ့လိုမျိုးပေါ့နော်ပြောအမိခိုကင်းမဲ့တဲ့ဝါကြပေါ့နော်အဲ့လိုမျိုးအမိခိုကင်းမဲ့တဲ့စကားစုပေါ့အဲ့ဒါကိုလာ independent clause လို့ခေါ်တယ်နော်ဟုတ်ပြီ independent clause ကနေစာရေးကြအောင်နော်သူကအင်္ဂလိပ်စာ တင်တက်ဖို့စီစဉ်နေတယ်အဲဆိုရင်သူစီစဉ်နေတယ်ဆိုရင် he is he is planning he is planning to take an english an english course သူ english ဆာတင်တက်ဖို့စီစဉ်နေတယ် english ဆာတင်တက်တာကို take an english course လို့ရေးနော်ဟလာ he is planning to take an english course to english ဆာတင်တက်ဖို့စီစဉ်နေတယ် မပြောင်းခင် before before နောက်ကလည်း subject verb အ uh, before ဘသူပြောင်းမအောင်သူပြောင်းမအောင်အဲကြောင့် before he moves m o v e s s ထဲက subject က singular ဆိုတော့ verb ကလည်း singular singular ဖြစ်ချင် ss ပေါင်းတယ် before he moves ဟလာနိုင်ငံခြားဆို abroad ပေါ့နော် a b r o a d abroad before he moves abroad သူနိုင်ငံခြားမှာပြောင်းခင်သူအင်္ဂလိပ်စာသင်တဲ့တဖို့စီစဉ်နေတယ်အဲဆိုရင် he is planning to take an english course before he moves abroad ဟုတ်ပြီအဲဆိုရင်နောက်တစ်ဆက်ရေးကြအလုံးချိန်နဲ့မတိုက်ရင်ကျွန်တော်ညနေအတန်းကိုတက်မယ်အဲဆိုရင်နှစ်ပိုင်းဟောကြအလုံးချိန်နဲ့မတိုက်ခင်မတိုက်မတိုက်ရင်အဲ့ဒါတစ်ပိုင်းကျွန်တော်ညနေအတန်းကိုတက်မယ် ဟလာဒီလိုမျိုးဝါကြောက်တာ complex sentence လို့ခေါ်တယ် complex sentence မှာနှစ်ပိုင်းပါတယ် independent clause နဲ့ dependent clause အတိတ်ပဲကတိုးလို့တန်လန့်ဖြစ်နေတယ်ဟလာအဲ့ဆိုရင်ဒါဟလာအတိတ်ပဲကတိုးလို့တန်လန့်ဖြစ်နေဆိုရင်သူ့ dependent clause လို့ခေါ်တယ်နော် dependent clause အဲအတိတ်ပဲကတိုးလို့တန်လန့်မဟုတ်ဘူးသူ့အတူယက်တည်နိုင်နေဆိုရင်တော့ independent clause ပေါ့နော်ကျွန်တော်ညနေအတန်းတတ်မယ်ဒါဆိုရင် independent clause ဟုတ်ပြီပြန်နေစာရေးမယ်ဆိုရင် independent clause ကနေစာရေးမယ်ကျွန်တော် ညနေတိုင်းအောင်တက်မယ်အဲဆိုရင် i will join 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 i will join တူထည့်ကြမလို့နော် join join the evening class join to မဟုတ်တူထည့်ကြမလို့နော် i will join the e v e n i n g evening c l a s s class i will join the evening class if အဲ့ဒီအတန်းကဟလာကျွန်တော်အလုပ်လုပ်တဲ့အချိန်နဲ့မတိုက်ဘူးဆိုရင်အဲ့လိုမျိုးပေါ့နော် if 它的 evening class 过后不如弄到来的 it if it doesn't This 带的，请带的，所以 conflict with 那么么 conflict 你要么 overlap over here lap overlap overlap 来动物呀，那么么 conflict 来动物呀，喏 if it doesn't conflict with uh, with my working hours but no no load the change of my working hours I love you I don't know load the chain in my type who so in any down join me I will join the evening class if it doesn't conflict with the name conflict of verb and in a down no overlap color verb do do a chain tied out overlap with my working hours and now let me tell my now Call ဒီဗီဒီယိုလေးကြိုရှင်းတဲ့ comment ရေးရအောင်လုပ်မယ်ပြန်နော်ဒီနေ့တော့အဲ့ဒါဆို Thanks for watching bye bye